အရခတ်သက်တော် AA ထိချုပ်ထားတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းပုံနှကြိုးမြို့နယ်ကကြေးရွာ90ကျော်မှာတောက်တုံးရီအခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့စစ်ဘေးရှောင်ကူညီလှုပ်ဆောင်နေသူတွေကပြောပါရယ်ပုံနှကြိုးမြို့နယ်ဟာနေ့စဉ်ရင်ရှားပါမှုနဲ့ကြုံတွေ့နေရပေမဲ့ဒီနေ့မှာပိုဆော်ပြီးရင်ရှားပါမှုကိုကြုံတွေ့နေရတယ်လို့ဆိုပါရယ် 2024ဒီဇင်ဘာလကစပြီးရေရှားပါမှုစတင်ခဲ့တာကြောင့်ကျေးရွာတွေမှာရေအေးမြစ်တွေနေပါလာပြီးစစ်ဘေးရှောင်တွေတိုးလာတာကြောင့်ရေရှားပါမှုကပိုဆိုးလာတယ်လို့၄ယောက်ချီဖော်ရေးရှင်ကတာဝန်ရှိသူကပြောပါတယ်။ကျေးရွာတွေမှာမိုးရေတိုးလောက်ကန်တွေရှိပေမဲ့ဒီနေ့မှာရေကန်တွေစောစောခန်းချောက်သွားတယ်လို့ရာသီဥတုပြောင်းလဲမှုတွေကြောင့်လည်းရေရှားပါမှုကပိုဆိုးလာတာလို့ဆိုပါတယ်။ ပုံနယ်ကျွမြို့နယ်ကကျေးရွာရီမှာမြို့ပေါ်ကစစ်ရှောင်ရီနဲ့စစ်သွေးရတိတောင်မြို့နယ်တွေကနေစစ်ဘေးရှောင်စုစုပေါင်း6000နီးပါးလာရောက်ခုလုံနေကြပြီးရေရရှိရေးအပါဝင် နေထိုင်စားသောက်ရေးအတွက်အလူရှင်တွေကသာအားကိုးနေကြရတာဖြစ်ပါတယ်။လက်ရှိမှာတောက်တုံးရီရှားပါမှုကပိုဆိုးလာနေတာကြောင့်ကျေးရွာတာဝန်ရှိသူတွေကတမိသားစုကိုတရက်ရေနဂလန်ပဲခက်ခွင့်ပြုထားတယ်လို့ဆိုပါတယ်။